အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စက်ရုံ၃နေရာကိုဇွန်လ22ရက်နေ့မှာပုံချေတက်ခိုက်ခဲ့တာကိုလက်ဆားချေတဲ့အနေနဲ့အီရန်ကဇွန်လ23ရက်တနင်္လာနေ့မှာကာတာမှာရှိတဲ့ El Udeid အမေရိကန်လေတပ်အခြေစပ်စခန်းကိုဒုံးကျည်တွေနဲ့ပစ်ခတ်တက်ခိုက်ခဲ့ပါတယ်။သူတို့ဘက်ကဒုံးကျည်တွေနဲ့ပစ်လိုက်တဲ့ပုံတွေကိုလည်းအီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားကနေထုတ်လွှင့်ပြသခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဒုံးကျည်တွေကာတာနိုင်ငံထဲဝင်လာတဲ့အခါမှာတော့ ကာတာရဲ့လေကြောင်းရံကာကွယ်ရေးစနစ်နဲ့ကြားပြပြစ်ချဖျက်ဆီးနိုင်ခဲ့တဲ့ပုံတွေကိုလည်းကာတာလူမှုကွန်ရက်တွေကတဆင့်နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါတယ်။ဒီစစ်အခြေစိုက်စခန်းဟာအမေရိကန်စစ်တပ်အတွက်အရေးပါတဲ့အခြေစိုက်စခန်းဖြစ်ပြီးတော့သမရဒေါ်နယ်ထရန့်ပြီးခဲ့တဲ့မေလအတွင်းကာတာနိုင်ငံကိုသွားတော့ကလည်းအဲ့ဒီစခန်းကိုသွားပြီးတော့အဲ့ဒီကစစ်သားတွေနဲ့တွေ့ဆုံခဲ့ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုဟာအမေရိကန်ကသူတို့နျူကလ িয়ার စစ်ရုံတွေကိုတိုက်ခိုက်ခဲ့တဲ့ ဘုံအလုံးအရေအတွက်အတိုင်းအတိအကျပြန်တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။အီရန်ကဒီလို လက်စားချေတိုက်လာမယ်ဆိုတာကိုအမေရိကန်ကလည်းမျှော်လင့်ထားပြီးဖြစ်တာကြောင့်ဒေသတွင်းမှာရှိတဲ့အမေရိကန်တွေကိုသတိပေးချက်တွေထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုကြောင့်လူတွေကစင်ကလျားနဲ့ကာတာနိုင်ငံထဲမှာဘုံခိုတဲ့အဆောက်အုံတွေထဲပြေးဝင်ပုန်းကဲကြရပါမိ့တူတူယောက်မှထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ဘူးလို့ဒေတာတွင်းနဲ့အမေရိကန်သတင်းတွေမှာဖော်ပြကြပါတယ်